တောက်ချန်နေပွေးသူအားလုံးမင်္ဂလာပါ2025မတ်လ15ရက်နေ့ရက်နေ့21ရက်နေ့အတွဲမှာကောင်းချင်းမင်္ဂလာတွေနဲ့ပြည့်နှက်နေတဲ့ကာလရှင် ပြန်မှုတွေမှာ အောင်မြင်မဲ့နေတာအတတ်ပညာနဲ့ဘဝတိုးတက်မှုတွေကိုနဲ့ကိုဝင်းခြင်းတွင်ရှိမယ်ကာလရှိကြစီးပူးလုတ်ခဲ့တဲ့လုတ်တွေကို လက်တွေကောက်တဲ့ပေါ်ပြီးကောင်းသောရက်လက်ကိုခစားနိုင်တယ်။ချက်ချင်းဆုံးပြတ်ပြီးရှေ့တို့လို့တာတွေဆင်းပြေမယ်။စိုးရင်ပင်ပန်းပြီးမှ လိုရာပြည့်စုံတတ်တဲ့ကာလတွေဖြစ်စိတ်ချမ်းသာမယ်အဆင်ပြေမယ်အတိုက်ခံတဲ့ကြုံပြီးအောင်မြင်မယ်မတော်တဆထိရှားမှုယူဆရမယ်အပျော်လင်လို့အန္တရာယ်ဖြစ်တတ်တယ်အသွာလာယူဆရမယ်အနောက်ရောက်ကုန်တည်သွားစရာတွေရှိတတ်တယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်ကြသတိထားရမယ်၁၆ရက်နေ့စကားမတည်တဲ့သူတွေတွေ့မယ်သစ္စာဖောက်တဲ့သူ စကားရှိတစ်မျိုးနောက်တစ်မျိုးပြောတဲ့သူတွေတွေ့မယ်သိစိတ်ရှည်ရတဲ့နေ့16ရက်နေ့မှာမထင်မဲငွေဝင်မဲမရည်ရွယ်ပဲလိုရာအောင်မြင်မဲလလာပါကံဘဝကံတွတ်တဲ့မယ်16ရက်နေ့ကတော့ရန်နေများနေတယ်ပဋိပက္ခတွေရှိနေတယ်မတော်တဆနေကယူဆက်ရမယ်အဲ့ဒီနေ့မှာအရှင်းမြောင်းရကုန်တည်သွားစရာနေရှိတတ်တယ်မနဲ့၄နိုင်ခွဲနဲ့6နိုင်ကြညနေမှာလည်းညနေ၄နိုင်ခွဲနဲ့ညနေ6နိုင်ကြအသွားလာကယူဆက် 19ရက်နေ့မှာတော့မထင်မှတ်ပဲကိုယ့်ရဲ့စိတ်ကူးစစ်တရားထူးထူးခြားခြားဖြစ်ပြီးတော့လက်တွေ့ကောင်တဲ့ဖွယ်ရင်လည်းအောင်မြင်လိမ့်မယ်။အဲ့ဒီနေ့ကလုံးသမျှဂျန်စီသမျှအောင်မြင်မှာ20ရက်နေ့ကရတန်တဲ့လူတွေပြန်လည်စတင်နိုင်တယ်။မတွေ့ဘူးထင်တဲ့သူတွေပြန်တွေ့မယ်။မမြင်တော့ဘူးလို့အောင်မြင်နေတဲ့မတွေ့တော့ဘူးလို့အောင်မြင်နေတဲ့လူတွေကိုလည်းပြန်လည်တွေ့မယ်။ကွယ်လွန်သွားပြီလို့သတ်မှတ်ထားတဲ့လူတွေရှိရလဲထူးခြားတဲ့သတင်းတွေရလာနေတယ်။20ရက်နေ့ကတော့ အရန်ဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေဂျိုးပေးခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းတွေတည်ရှိနေတဲ့နေတစ်ခုဖြစ်တယ်။တနင်္လာနေ့ဇောက်ကြနေ့အင်္ဂါနေ့မွေးသူတွေကောင်းချိုးပေးတယ်။ကြာသပတေးနေ့စနေနေ့မွေးသူတွေဒုက္ခပေးမယ်။တင်ငါးခြောက်ကနန်းအချိုးပေးတယ်။အပြာရောင်ပန်းရောင်နုံးနေရောင်တွေသုံးပြီးလိုရာကိစ္စဆောင်ရွက်ပါ။နေ့စီပန်းပန်းရောင်တွေဖျားကတ်လူပြီးလိုရာဆုတောင်းဆုတောင်းပြည့်လိမ့်မယ်။ယေရှုတင်ပါတယ်။